ရသော်ဗျာဥပမာပေးထားတဲ့ဥပမာစကားရပြောမဆွေကုသိုလ်နဲ့အကုသိုလ်လောကလူတွေဟာဥပောပုံဉ္စပါပင်္စယံမစ္ဆောကုရုတိဣဒာအခုလက်ရှိဘဝမှာလူသားတွေကိုကြည့်လိုက်အလုံးစုပြီးတော့ချိန်ပြီးတော့ကြည့်ကြည့်လိုက်ကြည့်လိုက်တဲ့အခါလူတွေဘာလုပ်နေကြသလဲ ကြည့်လိုက်မယ်ဆိုရင်ကုသိုလ်နဲ့အကုသိုလ်ဒီနှစ်ခုလုံးနေကြတယ်လို့သူတို့ပြောဒါကိုဆိုလိုတဲ့ဥဘောပုံဉ္စပါပိစယံမစ္ဆောကုရုတိဣဒာဒီဘဝမှာသရဝတ္တဥဟာကုသိုလ်နဲ့အကုသိုလ်ဒီနှမျိုးကိုလုံးနေကြဟုတ်ပြီတဏိတတတကံဟောတိကိုလုံးတဲ့အရာဒီကိုပိုင်တဲ့အရာဖြစ်သွားတယ် ရွှေတွေငွေတွေကိုကိုပိုင်တယ်လို့မပြောဘူးမပိုင်ဘူးလားလို့ဆိုတော့တခဏတော့ပိုင်ပစ္စည်းဥစ္စာတွေကိုပိုင်တယ်မျက်စိမမိတ်ခင်ကိုပိုင်တယ်လို့ပြောမျက်စိမိတ်သွားတာနဲ့တပြိုင်နက်အားလုံးကထားကြရရသဗျာကပဟာယကမဏိယသတ္တံပဟာယကမဏိယံရထဘာလာတုတ်တံမှာစင်ရှင်စဉ်းစားဖို့တပ်ပံ ပါဟာယကမဏီယံဆိုအားလုံးထားသွားဆိုတော့ကိုပိုင်တယ်လို့မဆိုဘူးအတိုင်းဒါတခုရတာပိုင်တယ်အဲ့တော့ပါဟာယကမဏီသူအေတံအာရယခိစတိဆိုထားသွားရမယ့်ပစ္စည်းတွေတဲ့ကိုပိုင်တယ်လို့ဆိုတဲ့အရာဒီကုသိုလ်နဲ့အကုသိုလ်ကဖြစ်တယ်အေးမကောင်းတာလုပ်လို့ရှင်မကောင်းတာကိုပိုင်သွားပြီကောင်းတာလုပ်လို့ရှင်လည်းကောင်းတာပိုင်သွားပြီ သို့တော့ဒီနေရာမှာလူတွေမျက်စိလဲနေတတ်သေးတယ်။လောကမှာတချို့ပုဂ္ဂိုလ်တွေမကောင်းတာလုပ်ပြီးတော့ချမ်းသာကြွယ်ဝနေတာရှိတယ်။ကောင်းတာလုပ်ပြီးဆင်းရဲနေတာရှိတယ်။အဲ့တော့လူတွေကဘလို့တွေးလဲဆိုရင်ကောင်းတာလုပ်လဲကောင်းလို့မဖြစ်ပါဘူးမကောင်းတာလုပ်လဲမကောင်းလို့မရပါဘူးလို့ဆိုရဲအတွေးတွေဝင်လာတတ်တယ်။သို့တော့ကံကြမ္မာရဲ့သဘောဟာမျိုးစေ့နဲ့အလားတူတယ်ပေါ့။မျိုးစေ့ဆိုတာ အချိန်ဆောင်နေရတယ်။အပင်ပေါက်လာပြီးပြီးချင်းအပြီးပြီးမှမဟုတ်ဘူး။အပင်ပေါက်လာမယ်။အချိန်တန်တဲ့အခါမှာအပွင့်ပွင့်မယ်။အပွင့်ပွင့်ပြီးမှအတိပြီးမယ်။အချိန်ဆိုတာအခုလို့အခုရတဲ့ဟာမျိုးမဟုတ်ဘူး။အချိန်ခါလိုက်တာမျိုးစိတ်လိုပဲချက်ချင်းကြီးပေါက်ချက်ချင်းကြီးအတိပွင့်ဖြစ်တာမဟုတ်ဘူး။ ကောင်းတာလုပ်နေတဲ့ပုဂ္ဂိုလ်တယောက်ဒီမကောင်းတာဖြစ်နေခြင်းဆိုတာခုလုပ်နေတဲ့ကောင်းတဲ့အလုပ်ဒီချက်ချင်းကြီးပြီးပွင့်လာတဲ့သဘောမရောက်သေးဘူးမကျွားလို့ခေါ်တဲ့ရင့်ကျက်လာတဲ့အချိန်သူဟာစောင့်နေသေးတာဖြစ်တယ်ဟုတ်တယ်ဒါမှမဟုတ်ဗမာစကားမှာလည်းပြောတာရှိတယ်လေအခုရေတွင်တူအခုရေချင်းတောက်ချင်လို့မရဘူးဆိုတဲ့စကားလား ကောင်းတာလုပ်တာဟာချက်ချင်းကြီးကောင်းကျိုးချမ်းသာရသလားလို့ဆိုကုန်လုံးရနိုင်တဲ့အနေအထားမရှိဒါဖြင့်မကောင်းတာလုပ်တာကရောဟိုချက်ချင်းကြီးမကောင်းကျိုးရသလားဆိုဘယ်ရောက်သူ့လည်းပဲမကြိုးဝဖြစ်တဲ့အချိန်ကိုဆောင်အဲ့ဒါဆိုလို့ရှိရင်အကုသူဘယ်သူမှမလုပ်ရဲဘူးဆိုပါလို့လူတယောက်ဟာတရိษံဖြစ်နိုင်တဲ့အကုသူကိုလုပ်ရင်ချက်ချင်းဒီဘဝကြီးမှာတရိษံအဖြစ်ပြောင်းသွားလား ဘယ်ပြောင်းမလဲကုသကံရဲ့အရှိန်ကဟန်တားထားတဲ့အတွက်ကြောင့်လူဟာလူပဲအေးကောင်းတာတွေလုံးလို့အရှင်လက်လက်လက်ပြည့်ရောက်လာဆိုဘယ်ရောက်မလဲဘယ်ရောက်လူ့ဘဝရောက်စေတတ်တဲ့ကံတရားကသူ့အကျိုးဆက်လက်ပြီးတော့ရှင်သန်စေနေသေးတယ်အခုလုံတဲ့ကံတရားကအကျိုးမပေးသေးဘူးဒါကြောင့်မို့လို့ကောင်းတာလုံးလေကောင်းတာမဖြစ်ပါဘူးဆိုတဲ့အတွေးကိုမတွေးမိစေနဲ့ မကောင်းတာလုပ်လဲမကောင်းတာမဖြစ်ဘူးဆိုတဲ့အတွေးမှားကိုလည်းမတွေးမိစေဘူးလို့အချိန်တန်လို့ရှင်အာဟုတုကံဒီအာဟုတုအကျိုးဝဒပေးတယ်ကုတုကံဒီကုတုအကျိုးဝဒပေးတယ်ရသော်ဘုရားကကောင်းတဲ့ကံကဆူချူပေးတယ်ဆိုတာလုံးဝမဖြစ်နိုင်ဘူးလို့ခေါ်ထားတယ်နော်မကောင်းတဲ့ကံကကောင်းချူပေးတယ်ဆိုတာလည်းလုံးဝမဖြစ်နိုင်ဘူးလို့ ကမ္မတ္တိယမရဲ့သဘောတရားကိုမျက်စောပြအတိအကျဟောထားတာဖြစ်တယ်။အေးအချိန်တန်းလာလို့ရှိရင်ဒုက္ခရောက်တယ်။ဒါကြောင့်ဓမ္မပဒမှာပြောထားတာဟောထားတာရှိတယ်။မဒုံဝမညတိဘာလောယဝပပန္နပိစတိ။မကောင်းမှုအမှုတို့အကျိုးမပေးသေးဘူးဆိုလို့ရှိရင်ပြုလုပ်တဲ့ပုဂ္ဂိုလ်ကပြားတကားလို့ကိုယ်လုံးပေါ်မှာကိုကျဉ်တတ်ပြီးတော့ချုံငိမ့်တဲ့အရာသာခံစားနေရတယ် ဆိုလိုတာမကောင်းတာလုပ်ရင်ကောင်းစားနေတတ်သေးတယ်လို့ဆိုလိုတယ်နော်ဇာဝပပနပစ္စတိမကောင်းဘူးအခုသူမကျိုးမပေးသေးဘူးဆိုရင်တော့သူကကောင်းကျိုးချမ်းသာတွေရနေတာသူ့ကြောင့်ရတာမဟုတ်ဘူးအတိတ်ဘဝကလုပ်ခဲ့တဲ့ကုသိုလ်ကံတစ်ခုကြောင့်ကောင်းကျိုးချမ်းသာရဒီလိုဆိုလိုတယ်နောက်တစ်ခုကအကုသိုလ်ကံပဲဖြစ်ဖြစ်ကုသိုလ်ကံပဲဖြစ်ဖြစ် အကုတုကံကလည်းချက်ချင်းအကျိုးမပေးဘူးလို့ဆိုတဲ့နေရာတစ္ဆုခေရံဝဗုဒ္ဓတိနွားတို့ဟာညစ်ပြီးပြီးချင်းချင်တာမဟုတ်ဘူးအချိန်အတိုင်းအတာတစ်ခုရောက်မှချင်တာဖြစ်တယ်ပေါ့ညစ်ပြီးကားစားဆိုမချင်သေးဘူးအခုခေတ်ဆိုလို့ရှိရင်မချင်အောင်ဆိုပြီးတော့ဒီရေခဲတစ်တာလည်းထည့်ထားရင်မချင်ဘူးအဲ့ဒါလို့သူ့အကြောင်းမရှိသေးလို့ရှိရင်သူကမဖြစ်ဘူး ထို့တူပဲအကုသိုလ်ကံကုသိုလ်ကံရဲ့သဘောတဘာဝတခြားအထောက်ပံ့အကြောင်းလေးပေါ်မှာအမိပြုပြီးတော့မှဖြစ်တာဖြစ်တယ်ဟုတ်အေးကုသိုလ်ကံအကုသိုလ်ကံရဲ့သဘောတဘာဝကိုသိတာအမောဟအတိပညာလို့ခေါ်တယ်အဲ့ဒီအတိပညာရှိလာပြီဆိုရင်ဘလို့တင်တာနဲ့လုံတင်တာခွဲခြားသိတယ်ဘလို့တင်တာကိုရှောင်းတယ်လုံတင်တာကိုလုံတယ်ဆိုတော့ ကောင်းကျိုးချမ်းသာတွေရပြီးတော့ကောင်းကျိုးချမ်းသာတာဆိုးရွားခြင်းမရှိဘူးအဲ့ဒီအာလောဘအာရောဒအာမောဟလို့ဆိုတဲ့သဘာဝတရားတွေနဲ့တွဲဖက်လာတဲ့စိတ်နေသဘောတရားကိုကုသိုလ်လို့ခေါ်တာပဲကောင်းတဲ့အပြစ်ကင်းပြီးကောင်းကျိုးချမ်းသာတွေကိုသူကပဲထုတ်လုပ်ပေးတာပဲဖြစ်တယ်။ဘုန်းကြီးတို့တွေလူပြေရောက်လာတာလူဘွားရလာတာကုသိုလ်ကံရဲ့ဆောင်းဆောင်မှုစတိပြတ်မှတ်သားကြ ကုသိုလ်ကံရဲ့ဆွမ်းဆောင်မှုကြောင့်လူဖြစ်လာအေးမကောင်းတာတွေလုပ်ခဲ့တဲ့အကုသိုလ်တွေရောကုသလမှာပါမလားဘုရားဆိုပါတယ်ဒါကြောင့်မလို့ဘဝခရီးပါဟိုချမ်းသာဒုက္ခကြီးမဟုတ်ပဲနဲ့တခါတည်းအရှင်မြေပြေမှုတွေကြုံနေတခါတည်းဒုက္ခတွေရောက်တယ်ဆိုတာမျိုးဖြစ်လာဟိုအကုသိုလ်ရဲ့အကျိုးပါတွဲဖက်ခံလူတွေဟာ ကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်။ဟောကန္နတုတ်ကလို့ဆိုအဖြူနဲ့အမဲလုပ်ထားဒါကိုပြောတာဥဘောပုံញင်စပါပင်စယမေသောကုရုတိဣဒ္ဓဒီဘောမှာလူဆိုတာဟာလက်ရှိဘောမှာကောင်းတာလည်းလုပ်မိတယ်မကောင်းတာလည်းလုပ်မိတယ်။လောဘနဲ့လုပ်တာဒေါသနဲ့လုပ်တာမောဟနဲ့လုပ်တာမကောင်းတဲ့အလုပ်အကုသိုလ်လုပ်တယ်လုပ်အကုသိုလ် အလုတ်တွေလုံးပြီးသွားလို့ကုသဏ္ဍမှာမဲညစ်တဲ့အကျိုးဆက်တွေဖြစ်ပေါ်စေဖို့အတွက်မျိုးစေ့တွေကြကြပြီးတော့သွားအဲ့ဒီမျိုးစေ့တွေကဘယ်မှာအပင်ပေါက်တယ်လဲလို့ဆိုရင်ဒုက္ခတိဘုံမှာအပင်ပေါက်တယ်ကိုယ်ရဲ့မြင်မြင်အလုံးတွေ့နေကြတဲ့တိရစ္ဆာန်တွေဟာဒုက္ခတိဘုံဘဝရောက်နေတာဟာအကုသိုလ်ကံရဲ့အကျိုးဆက်ကိုခံနေကြတာဖြစ်တော့အကုသိုလ်ရဲ့အကျိုးဆက်ကိုခံနေကြရတယ် သို့သောအကုသိုလ်ကံအကျိုးခံနေရတဲ့တရိစ္ဆာန်တွေအရောကောင်းတာလေးမတွေ့ရဘူးလားဆိုတွေ့တယ်သူတို့မှလည်းကုသိုလ်ကံအကျိုးပေးတာလေးတွေကဝင်ပြီးတော့ကုသိုလ်ကံရဲ့စောင့်ရှောက်မှုတွေရှိသို့သောဘဝကြီးတစ်ခုလုံးပြောင်းတော့တော့လို့မရဘူးကြည့်လေတထေးကမွေးထားတဲ့ခွေးတွေကြတော့ညသွားရလာကားနဲ့သွားရတဲ့အိမ်မှာကြာကြာနဲ့ဆားရတောင်းရတဲ့ဆိုတာဒါကုသိုလ်ကံရဲ့အကျိုးလို့ခေါ်တယ် ွေးဖြစ်လိုက်တာတော့အကုသိုလ်ကံရဲ့အကျိုးပဲအကုသိုလ်ကံကလက်ဦးလို့ခွေးဘွားပို့ပေးလိုက်ပြီပဲကုသိုလ်ကံကလိုက်ပါဆောရှောက်တယ်အေးတထဲအိမ်ပို့ပေးထားကောင်းကောင်းမွန်မွန်စားနေထိုင်ရဒီလိုဆိုလိုတယ်နော်အေးလူဘွားရောက်တော့လည်းပဲကုသိုလ်ကံကလူဘွားကိုပို့လိုက်တယ်အကုသိုလ်ကံကနှိမ့်ဆက်တဲ့အခါကျလူတွေကယောဂဝေဒနာတွေဖြစ်ကြတဲ့ဒုက္ခတွေခဏခဏရောက်တယ်ပစ္စည်းတွေခဏခဏပြတ်တယ်ဆိုတာမျိုးတွေကြုံတာ အကုသိုလ်ကံရဲ့အကျိုးဆက်တွေပဲလို့ဒီလိုဆိုရပေါ့ပါဏာတိပါဒလုပ်ခဲ့တဲ့ပုဂ္ဂိုလ်သည်ငယ်ငယ်ရပဲတည်သွားငယ်ငယ်ရပဲတည်သွားဆိုပါစို့မနေ့ကတောင်မှပဲစွန့်စားရင်ဒီတစ်ခွက်ပါလာဘာဟင်းပါလာတော့ဆိုငါဥကျက်ပါလာငါဥပ္ပရေကြည့်ပြီးတော့စဉ်းစားမိဩငါဘဝမရောက်ခင်တည်သွားတာပါလားသူတို့ တန်ပေါင်းများစွာငါဆိုတဲ့တရားမိခင်တကောင်မှာတန်ပေါင်းများစွာသောငါတွေတရားတွေအများကြီးအဲ့ဒီတရားတွေကကြည့်လေအသက်မရှင်ဘူးဥပဝါနဲ့ပဲယုတ်တုံးသွားကြဥပဝါနဲ့ပဲတိတ်ဆုံးသွားကြလူတွေကတော့ထင်မှာပေါ့ငါဥဟာအသက်မရှိသေးဘူးဘယ်ဟုတ်မလဲအဲ့ထဲမဲ့တရားဆိုတဲ့တက်ပေါ်လာပြီးတာဖြစ်တယ် ်လူ့ဘဝမှာလည်းပဲထွတ်တူပဲလို့စာရီထဲမှာရေးထားတာရှိတယ်။ဟောလူသားတယောက်ရဲ့ဆိုမိခင်ရဲ့ဝမ်းထဲမှာသရေတီတာဟာတမောင်များစွာသရေတီတယ်လို့ဆိုတယ်။စပန်နဲ့အိုဘန်လို့ဆိုတယ်။ဒီမိဘနှစ်ပါးရဲ့ပစ္စည်းနဲ့သရဝါတွေဟာအဲ့ထက်မှာတရေမျိုးစိကြတာ။ အဲ့ဒီတရေမျိုးစီကြတဲ့ထဲကမမောများစွာသောတရေမျိုးစီတွေအောင်းသွားတာတခုပဲကျန်တာတွေကသိဆုံးသွားကြအဲ့တော့လူဖြစ်ဖို့ဆိုတာအမတန်မှခင်းလူဖြစ်ဖို့ဆိုတာအမတန်မှခင်းတန်ပေါင်းများစွာသောဒီတရဝါတွေဟာလူလူဖြစ်ရောက်လာဖို့ရမိခင်ရဲ့ဝန်းထဲရောက်ပြီမှမိခင်တော်မသိလိုက်ဖ ೇನೆ တည်သွားတဲ့လူတွေကအများကြီး အများကြီးပဲသိတယ်အဲ့ချိန်မှာမွေးတာနှစ်ယောက်မွေးခြင်းမွေးမယ်သုံးယောက်မွေးခြင်းမွေးမယ်အမွာဘူးပေါ့။များသောအားဖြင့်တယောက်ပဲမွေးတယ်။အဲ့တော့ဇန္နာရီကပဲရောက်သွားကြတယ်ဆိုတော့တည်သွားကြတယ်။ဒါဖြင့်သူတို့အသက်ဟာဘလောက်တူတယ်လဲစဉ်းစားကြည့်။အခုတည်လာပြီအခုမွေးမလို့လို့တာမမွေးရခင်တည်သွားတယ်။မမွေးခင်မတည်သွားဘူး။နော်။အေးတော်တော်လေးအကောင်အထည်ပေါ်မှာတည်တာလည်းရှိတယ်။ မွေးပြီးတဲ့နောက်မှာတည်သွားတာလည်းရှိတယ်ပေါ့လူဘဝတွေမဲ့ကြည့်မွေးတည်ညာကြီးပဲရှိအဲ့တော့အကုသိုလ်ကံတည်ရဲ့အကျိုးပေးဟာလူတိုင်းလူတိုင်းသာခုလိုအသက်ရှင်လာကြတာမဟုတ်ဘူးမိဘရဲ့ဝမ်းနဲ့မာရင်တည်ဆုံးသွားတဲ့တတဘောဘောဟာတန်းချီရှိတယ်လို့ဒီလိုဆိုစာပေကျမ်းကလည်းလို့ဆိုဒါကြောင့်မို့လူဖြစ်ဖို့အမှန်တန်ခဲနေလို့ဆိုတာဒီတစ်ခုနဲ့ပဲကြည့် ငါးဥလေးတွေကြည်လိုက်တဲ့ငါးလေးတွေတောင်းပါပဲတရိစ္ဆာန်ဘုရားဆိုတော်လဲတရိစ္ဆာန်ဘုရားကိုမရောက်ခင်ဖန်တလဲလဲသိသိသွားပြီးတဲ့ကနောက်တခါငါးရဲပြန်ရောက်ရင်ငါးဥငါးဥမဟုတ်လို့ရှိရင်ငရဲပြန်ရောက်သွားတာလည်းရှိမယ်အကုသိုလ်ကြောင့်မဟုတ်လို့တရိစ္ဆာန်ဘုရားကိုတက်လာပြီးတဲ့နောက်မှာငရဲပြန်ကြသွားငရဲကနေတက်လာတဲ့အခါတရိစ္ဆာန်ဘုရားရောက်လာတရိစ္ဆာန်မဖြစ်ခင်တခါငရဲပြန်ကြသွား ဟောဒီလိုလားเนาะအဲ့စဉ်းစားကြည့်ကတ္တဗျာမြတ်စွာဘုရားလက်ထက်တုန်းကပညာတတ်စာတတ်ပေတတ်ယဟန်တပါကပိလယဟန်လို့ခေါ်တယ်သူဟာစာတတ်တော်လည်းပဲဟိုဇေယိုက်ကျမ်းနဲ့ဇေယိုက်ဆိုးတယ်ပေါ့အပြောဆိုမစင်ញင်ဘူးမမာနာတွေကြီးတယ်ယဟန်ကောင်းတွေကိုဆင်းရဲတယ်နောက်ဆုံးမှာသာသနာတော်ကိုပြည့်စည်အောင်လုပ်သွားပြီးတော့ တည်တဲ့အခါမှာအဝိဇ္ဇငရဲရောက်တာအဝိဇ္ဇငရဲမှာငရဲခံရပြီးတဲ့နောက်ပြန်တက်လာတဲ့အခါဘယ်ရောက်တော့စေကင်းငါမြစ်ထဲမှာငါးကြီးသွားဖြစ်တယ်ငါးဖြစ်တော့သင်္ကန်းဝတ်နဲ့နေထိုင်ခဲ့သည့်အတွက်ကြောင့်ဒုက္ခနာကိုကရွှေရောင်အယောင်လှပတဲ့ငါးကြီးဖြစ်တယ်သို့တော်ရဟန်းတော်တွေရဟန်းကောင်းတွေကိုဆေးရခဲ့သည့်အတွက်ကြောင့်ပါဇက်ဖွင့်လိုက်လို့ရှိရင်မခံနိုင်တော့အပုတ်နဲ့နေထွက်တယ်လို့ဆိုတယ် အဲ့ဒီငားဟာဒီတငားတွေဖမ်းလို့မိလာတဲ့အခါဒီငားကြီးပစက်ဖွင့်လိုက်တာနဲ့မြို့ကြီးတစ်မြို့လုံးဟာအပုံနဲ့နေလှိုင်းသွားငားကြီးကြည့်လိုက်တော့လဲလှတယ်ရွှေရောင်တောက်အဲ့တော့ဒီငားကြီးအကြောင်းကိုသိကျင်တာနဲ့ရသော်ဘုရားစီရှောက်တဲ့အခါရသော်ဘုရားအဲ့ဒီမေးမြန်းတဲ့အခါမှာငားကြီးကိုယ်တိုင်ကပြောတယ် သူဟာကပိလယဟန်ဆိုတဲ့အကြောင်းပြောဒါဖြင့်အခုဘယ်သွားမှလဲလို့ဆိုငါးဘွားကတည်သွားလို့ရှင်အဝိစိငရဲပြန်သွားမယ်လို့ဆိုတယ်စဉ်းစားကြည့်တော့ဘုရားဗျာကိုယ်တိုင်ကိုယ်ကလည်းပဲဒီစိတ်ဓာတ်ယုကလတုတ်တံမှာလက်ကမ်းကြီးဥပမာပေးပြီးတော့ဟောထားတကြိမ်တစ်ခါလွဲပြီးတော့ဒုက္ခတိဘွားရောက်သွားတဲ့ပုဂ္ဂိုလ်တရားဟာလူဘွားပြန်ရဖို့ဆိုတာလက်ကမ်းကြီးခေါင်းနဲ့ ရောကြံမျောနေတဲ့တဘိုးကြီးရဲ့တခုစီသောအပေါက်အန်ကြဆွမိဖို့ဆိုတာအလွန်ခဲနေလို့ဒီလိုခေါ်တဲ့အထေသနာမဖြစ်နိုင်ဘူးသူပမာပြေမှာတော့ပြောလို့ရှိချတယ်ပေါ့ဇမပြေကအတ္တစင်လူပြေကအတ္တစင်လူပြေကအတ္တစင်ထောင်ထားဇမပြေကအတ္တစင်ချလိုက်အဖျားချင်းထိဖို့ဆိုတာအလွန်ခဲနေမို့သို့တော့အဲ့ဒါကမှဖြစ်ကောင်းဖြစ်နိုင်သေးတယ် တိရစ္ဆာန်ဘဝရောက်တာရဲ့လူပြန်ဖြစ်ဖို့ခက်တယ်လို့ပြောကြတာပေါ့အဲ့ဒါကိုအထိတ်စုပတိလို့ခေါ်တယ်ဖြစ်ထောင့်ဖြစ်ခဲဖြစ်ဖို့ဆိုတာမှန်းဆလို့မရနိုင်တဲ့အနေထားလို့သူတို့ပြောတယ်အေးဘဝဆိုတာအဲ့ဒီလိုအကုသိုလ်တွေလှုပ်တာလို့ရှိရင်အကုသိုလ်ကံကအကျိုးပေးသွားတယ်ကုသိုလ်ကံလုပ်လို့ရှိရင်ကုသိုလ်ကံကအကျိုးပေးတယ်သို့သောကုသိုလ်ကံနဲ့အကုသိုလ်ကံပြီး လက်ဦးသူကဘဝကိုအရင်ဖန်တီးလိုက်တယ်လက်ဦးတဲ့ကံကအကုသိုလ်ကံကလက်ဦးလို့ရှင်အကုသိုလ်ကံကအကျိုးပေးလိုက်တယ်ကုသိုလ်ကံကလက်ဦးရင်ကုသိုလ်ကံကအရင်ကျိုးပေးတယ်လို့ဒီလိုရှိတယ်ပေါ့။ဘာဖြစ်လို့တော့ဆိုရင်လူစိတ်ကိုကြည့်လိုက်ကိုယ်စိတ်ကိုပဲစဉ်းလင်းသုံးသပ်ကြည့်အဖြူနဲ့အမဲလို့ပဲစိတ်ကောင်းနှလုံးကောင်းပေါ်လာတဲ့အခါရှိသလို့ စိတ်ပိုင်စိတ်ရင်စိတ်ပိုင်ပေါ်လာတဲ့အခါရှိတယ်။အေးစိတ်စိတ်ရင်စိတ်ပိုင်ပေါ်လာတဲ့အခါမှာစိတ်အစဉ်ဟာမဲသွားတယ်။အေးကြည်လင်တဲ့စိတ်ဓာတ်ကလေးပေါ်လာတဲ့အခါစိတ်အစဉ်ဟာဖြူသွားတယ်။ဆိုလိုတာဖြူလိုက် မဲလိုက်ဖြူလိုက်မဲလိုက်သွားတယ်။ဒီကနေ့မှအမဲနဲ့သွားကြွရင်တော့တခါဒုက္ခတိကုံရောက်သွားအဖြူနဲ့ကြုံတဲ့အခါမှာကောင်းတဲ့ဒုက္ခတိကုံရောက်သွားတယ်။အဲဒါကြောင့်မလို့ တတိထားပြီးတော့ကုသကောင်းမှုပုဒ္ဒနာမှာအဖြစ်များကြိုးစားအထောက်အမဲလို့ဒီလိုဆိုလို့ရတယ်။ဒါကြောင့်မို့လောကလူတွေလုံးသမျှကုသိုလ်အကုသိုလ်ဒီဘဝလုံးတာဟာဒီကို့အတွက်ကို့ပိုင်ပစ္စည်းတစ်ခုဖြစ်သွားတယ်။တင်ဤတတတကံဟောတိတင်္ဆအာရာယခစ္စတိအကုလို့တဲ့ကံဒီပဲလဲကိုနဲ့အတူပါသွားမှာပဲ။တင်္ဆတအနုကံဟောတိဆာယဝအနပါယ ေကုတုကံအောတုကံเนี่ยအိပ်ပမာကိုအိပ်ပမာကိုနဲ့အတူတကွာပါနေတာကုတုအောတုကဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘဝတစ်ခုဘုန်းကြီးတို့တွေဟာကိုဘဝခီးဒုဘဝမှာခិតတ်နားတဲ့အချိန်မှာအရေးကြီးဆုံးကဘာလဲကုတုလို့ဖို့ပဲအရေးကြီးတယ်ဒါကိုစိတ်ထဲမှာစွဲမှတ်ထားဖို့